ကဲလိုင်းပေါ်မှာရှိကြတဲ့တူးဒီမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကုထွန်းတောက်ပြရနေပြီးတော့တူးဒီကုထွန်းတောက်ပြရနေပြီးတော့ကျွန်တော်လိုင်းလင်းလို့ပြတာပြနေပါတယ်ဟုတ်ကဲ့အားလုံးသောမိတ်ဆွေဒီကျွန်တော်ဒီရက်16နှစ်ရက်ကနေပြီးတော့27ရက်နေ့အထိကျွန်တော်ဟူးမကျော်ပတ်တီလေးတွေနဲ့တပတ်စာအခွေလေးတွေငွေပရိတ်လေးတွေ ဒါကတော့ဟူးမကျော်အခွေမူဟူးမကျော်ပတိပတိကိုမှလိုက်နေကြတဲ့မိတ်ဆွေများပတိကိုမှပတ်ချင်ကြတဲ့မိတ်ဆွေများဟူးမကျော်ပတိကကိုတုံညာပါပြီးကြတဲ့ဘက်ကလည်းတောက်လျှောက်မှန်ကြတယ်နော်ပြီးကြတဲ့ဘက်ကကျွန်တော်လိုက်ကိုကြည့်ကြတဲ့မိတ်ဆွေများအားလုံးသိလိုက်မယ်ဟူးမကျော်ပတိကကိုတုံညာတပတ်စာကိုရခုနခုနှစ်အပြီးပါခုနှစ်အပြီးဆိုတော့90နှစ်အားနဲ့ခုခုနှစ်နှစ်အပူး ဒီအပူနှစ်ကွက်နဲ့ပါဝါတစ်ကွက်ဒါပါပဲဘွေးပရိကတော့ငါးသုံးညပရိငါးပရိသုံးညပရိပါဝါလိုက်မယ်ဆိုရင် ပါဝါလိုက်ကြတဲ့လူက90နှစ်အားပါဟုတ်ကဲ့အားကြောင့်မလို့ကျွန်တော်ဒီမနေ့7နှစ်နိုင်10မိနစ်မှာထွက်ရှိမယ်တကွက်ကောင်းဆက်ကလေးလူလည်းမိတ်ဆွေတို့ချပြပေးမှာဖြစ်တယ်အားကြောင့်မလို့မိတ်ဆွေတို့ကကျွန်တော်နဲ့အတူကျွန်တော်ရဲ့ like လေးကိုပြီးဆုံးနိုင်အောင်ကြည့်သွားဝင်လာတဲ့မိတ်ဆွေပေါင်း စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။မိတ်ဆွေတို့ကလည်းကျွန်တော်ရဲ့ like လေးကို follow လေးလုပ်ပါ။လက်မလေးနဲ့အသေးလေးတွေပေး။ channel ကို subscribe လုပ်ပါဒီကမိတ်ဆွေတွေကလည်း channel လေးကို subscribe လုပ်သွားနော်။ OBR ဒါကတော့တပတ်စာတပတ်စာအတွက်ကျွန်တော်ထုတ်ပြထားတဲ့ကတန်းကြီးပါ။ကျွန်တော်ရဲ့ formula နှစ်ပေါင်းများစွာမှန်းနာကြတဲ့ formula ပါ။ယုံကြည်စိတ်ချသွားအသုံးပြုလို့ရတယ်။ ဘောဓုမကျော်ခင်မှာကိုယ်တုံညာနှလုံးသွင်းလို့တွက်ချင်တွက်မယ်တလုံးကတော့အနေဆုံးတွက်မယ်မိမိတို့ခြိုင်းနှစ်သက်တဲ့ကနန်းကိုကင်ပြီးတော့ပက်ပတ်ပါဒါမှထွက်တာတော့နှလုံးသွင်းလို့ထွက်မှာပါဘုရားဆိုရင်ကျွန်တော်လည်းဒူဒီမနက်မှာတကယ်တကွယ်ကောင်းကနန်းလေးဒီနှစ်ကွယ်ကောင်းကနန်းလေးလို့စိုက်ကလေးနှစ်ဆိုင်နဲ့မိတ်ဆွေတို့ကျွန်တော်ချပြပြီးမှဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်လည်းဒူလိုက်ကြည့်ကြအောင်နော် ဲ့အဲ့ဆိုရင်ကျွန်တော်ပြနေကြတိုင်းမဲ့မိစေတို့တပင်ညောဆိုင်ကလေးတွေရင်ပြမယ်ဒီကူငန်းထွက်တဲ့ဆိုင်ကလေးတွေဒီခွန်ရှိထွက်တဲ့ဆိုင်ကလေးတွေအဲ့ဆိုင်ကလေးတွေကိုရင်ပြပြီးမှဖြစ်တယ်အဲကြောင့်လို့ကျွန်တော်မိစေမိစေတို့ကကျွန်တော်နဲ့အတူတူလိုက်ပြီးကြည့်ကြပါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကဒီ95ထွက်တဲ့ပင်မှာဒီချာလေးရလည်းကြည့်ပါ 95ထွက်တဲ့ပင်မှာသူကဒီနှလုံး35ဒီနှလုံးနဲ့လေ35ဒီနှလုံးနဲ့လေဒီခွန်နောက်ပင်နဲ့ခွန်ခွန်ကခွန်နောက်ပင်ဒီသုံးလုံးမောင်းညပါရမလဲမေစုတို့9လို့ရမှာဖြစ်တယ်9လို့ရမှာဖြစ်တဲ့အတွက်အဲ9ငါးတဲ့နောက်နောက်တနေ့မနေ့စီးမှနောက်ပြီပါတဲ့ဟုတ်ပြီ9နောက်ပြီရအောင်ပြီအဲဆိုရင်ကျွန်တော်နောက်တပင်ကိုဆက်သွားမယ်ဒီကတပင်ရောဆက်ကလေးပါဒီ98တဲ့ ဒီမှာလဲဒီနှလုံးပေါင်းခြင်းကဒီနောက်ပြီး3ပေါင်းခြင်းဘာရမလဲ33နှစ်ပေါင်းခြင်းဟာ8လို့ရမှာဖြစ်သွားတယ်တဲ့8လို့ရမှာဖြစ်တဲ့အတွက်အဲ့8ကလဲတဲ့နောက်တနည်းမနဲ့ဈေးမှာနောက်ပြီပါပဲတဲ့8နောက်ပြီပါပဲတဲ့ဟုတ်ပြီအားလို့ရှင်ကျွန်တော်ကဒီမနဲ့ဆန်းနိုင်တမင်းမှာထွက်ရှိမယ်နောက်ပိတ်ကြပါဖြစ်မလားဒီနှလုံးပေါင်းကြီးကဒီနောက်ပိတ်နှစ်နဲ့ပေါင်းရင်ဘာရမလဲ ွန်လို့ရမှာဖြစ်တယ်ခွန်လို့ရမှာဖြစ်တဲ့အတွက်အဲ့ခွန်ဟာလည်းတိမနဲ့တိမနဲ့စီမှာခွန်နောက်ပိတ်ပါတဲ့တိမနဲ့စီမှာခွန်နောက်ပိတ်ပါတဲ့ဟုတ်ကဲ့အဲ့ကြောင့်မလို့ကျွန်တော်ကခွန်နောက်ပိတ်တလုံးကိုရရှိမှာဖြစ်တယ်ခွန်နောက်ပိတ်တလုံးကိုရရှိမှာဆိုတော့ကျွန်တော်ကထည့်စီးလေးကိုဘာနဲ့ရှာမလဲထည့်စီးရတော့ထည့်စီးနှလုံးနဲ့ထိုးရမှာဖြစ်တယ်အဲ့ကြောင့်မလို့မစ်စုတို့တေချာလေးတော့လိုက်ကြည့်ပေး

မမလျပါတော့ကူလို့ရမယ်ဖြစ်တဲ့အတွက်ကူလို့ရမယ်ဖြစ်တဲ့အတွက်ဒီသုံးလုံးပေါင်းကြီးရလဲ9ပါပဲတဲ့ဒီ6ရဲ့4ရဲ့ဒီထည့်စည်းရဲ့ဒီသုံးလုံးပေါင်းကြီးရလဲ9ပါပဲတဲ့6ရဲ့4ရဲ့9 9ပါပဲတဲ့နောက်တစ်ပင်မှလည်းကျွန်တော်ကဒီမှာ7နောက်ပြီးတော့ရပြီ7နောက်ပြီးတော့ရပြီဆိုတော့ကျွန်တော်သူ့ဆောင်းကဒီ6ထည့်စည်းနဲ့သူ့ဘော2နောက်ပြီးနဲ့သူ့ဆောင်းပေါင်းကြီးဘယ်လောက်ရမလဲ7လို့ရမှာဖြစ်ပါလေတဲ့ ရှင်းလို့ရမှာဖြစ်တဲ့အတွက်ကိုကိုပြီးတော့ရှင်းရှင်းပြီးတော့ဒီမှာဒီနှလုံးကလည်းခွန်လို့ဖြစ်တယ်ကိုရှင်းခွန်လို့စဉ်းဉဏ်ကြတဲ့အတွက်ဒီနှလုံးရှင်းကိုလည်းလေသူကဒီသုံးလုံးပေါင်းကြီးကဒီသုံးလုံး9ရဲ့6ကဒီခွန်ရဲ့ဒီသုံးလုံးပေါင်းကြီးကလည်း10ပါပဲတဲ့9 6ခွန်သုံးလုံးပေါင်းကြီးကလည်း10ပါပဲတဲ့10ကို10ကို10ပါပဲတဲ့ဟုတ်ပြီအဲဒီနှလုံးကိုပြီးပြီဒီနှလုံးရှင်းပြီးပြီဒီနှလုံးကလည်းခွန်လို့လာဖြစ်တာလေ တင်းနဲ့ချောင်းနဲ့ဒီနှလုံးပေါင်းညာလေခွန်လို့ပဲလာဖြစ်တာပါလေခွန်လို့လာဖြစ်တာတွေကျွန်တော်ကဒီသုံးလုံးကိုပေါင်းခြင်းဟာခွန်လို့ဖြစ်ပြရမယ်တဲ့ခွန်လို့ဖြစ်ရမယ်ဒီမှာရှိရှိတဲ့၆ရှိတဲ့ကျွန်တော်ကခွန်လို့ပြအောင်ဘာထည့်စည်းထည့်ပြရမယ်ခွန်လို့ပြအောင်ကျွန်တော်က၃ထည့်စည်းတွေကိုထည့်ပြရမှာဖြစ်ပါတယ်30 3ထည့်စည်းခွန်တော့ပြီနဲ့30ခွန်ဆိုတဲ့ကဏ္ဍဒီတို့ကဘူးရရှိမှာဖြစ်တယ် 39ဆိုတဲ့တကွက်ရရတကွက်ကိုရရှိမှာဖြစ်တယ်အဲဒါကြောင့်မလို့မေဆွေတို့39ဆိုတဲ့တကွက်ကောင်းကိုကျွန်တော်ကထိုးပေးရမှာဖြစ်တယ်ကျွန်တော်တပတ်စာမူပြီး9 3ညပြီးပြီးတယ်နော်39ဆိုတာလည်း3ညပါပဲဟုတ်ပြီအဲဒါဆို39နောက်တော့ဒေစီကျက်သူကဘလူးဒေစီနဲ့ကြာနိုင်တယ်ဆိုတော့ကျွန်တော်ပြောပြမယ်ဒီနေ့လုံးမောင်းကြီးอ่ะ ငါးနဲ့ငါးနဲ့ဒီနှုံးမုံညာတုံညာလေအဲ့တုံညာကိုလေလေဒီ၄ရ9ရဒီသုံးလုံးမုံညာလေတုံညာပါပဲလေဒီငါးငါးဒီနှလုံးမုံညာတုံညာဟုလေဒီ၄ရ9ရဒီသုံးလုံးမုံညာတုံညာပါပဲလေဟုတ်ပြီအားဆိုရှင် နောက်တစ်ပွဲမှာဗာပြင်လေကျွန်တော်ကဒီ၄နဲ့2နှစ်ပုံညာ6လို့ဖြစ်တယ်6လို့ဖြစ်တဲ့အတွက်ဒီသုံးလုံးမုံညာလေ6ပါပဲတဲ့ ကျုပ်က30ခုနဲ့3ခုပေါင်းရလဲ6ပါပဲတဲ့အဲဆိုရင်ကျွန်တော်ကဒီနှလုံးပေါင်းကြီးကဘာဖြစ်မလဲခုံလို့ဖြစ်မှာဖြစ်တယ်ဒီဒီမှာ6တိစီဒီကတက်နောက်ပြီလဲဒီနှလုံးပေါင်းကြီးကခုံလို့ဖြစ်မှာဖြစ်တယ်အဲခုံကိုဒီသုံးလုံးကလည်းခုံမှာပဲဆိုရင်ကျွန်တော်ကဒီမှာ6နဲ့2နဲ့နှလုံးပေါင်းကြီး6စီကြတော့ခုံဖြစ်အောင်ကျွန်တော်ကဘာတိစီထည့်ပြရမလဲ6တိစီကိုထည့်ပြမှာဖြစ်တယ်အဲကြောင့်လို့ဒီအပြင်မှာတော့ 39မိနစ်50ဆိုတဲ့နှစ်ပတ်ကိုမစ်စုတို့ချပြလိုက်ပါတယ်။ဟုတ်ပြီအဆိုရင်ကျွန်တော်ပင်ဆက်ကလေးတွေပေါ့ပင်ဆက်ကလေးကျွန်တော်ပြနေကြပြိုင်မယ်ပင်ဆက်ဆက်ကလေးကိုမစ်စုတို့ပြပေးမယ်ကျွန်တော်နဲ့အတူတူသိချလိုက်ကြည့်ဟုတ်ပြီအားဆိုရင်ကျွန်တော်ပင်ဆက်ပင်ပါဒီတို့လို့960ကနှစ်ကဲ nga ye chao ke ni ke ti tong lo mon ja ba ja le tong lo ya ma pye ai tong lo ja de nga ye chao ke ni ke ti tong lo tong lo ya le de chano wa ti tong lo bong ja le ba le song tong lo bong ja le tong ma be le tong ye tong ye khong ye ti tong lo bong ja le tong ma be le ho bi a so ye nau bi lu set ja ti tong ီသုံးလုံးပေါင်းချင်းသုံးချစ်ဖို့ကျွန်တော်ကခွန်ထေစီဒီမှာသုံးသုံးနှလုံးရှိတော့ခွန်ထေစီခွန်ထေစီအဲခွန်ထေစီရတဲ့အတွက်ကျွန်တော်သူကဒီ9ထေစီရဲ့ဒီ3နောက်ပိတ်ရဲ့ဒီညနေစီ6ထေစီဒီသုံးလုံးပေါင်း9ရဲ့3နဲ့6ရဲ့ဒီသုံးလုံးပေါင်း9 3 6ဒီသုံးလုံးပေါင်းချင်းရှစ်လို့ရမှာဖြစ်ပါတယ်ရှစ်လို့ရမှာဖြစ်တဲ့အတွက်အဲရှစ်ကအဲရှစ်ကနောက်ပိတ်ပါနောက်ပိတ်ပုတ်ပြီးအဲဆိုရင်ကျွန်တော်ကနောက်တွင်မှာ ဒီ3ရက်4ရက်တက်ကဒီသုံးလုံးကောင်းကြပါရမလဲရှင်းလို့ရမှာဖြစ်ပါတယ်ဒီသုံးလုံးကောင်းကြီးရှင်းရဖို့ဖြစ်လို့ရတဲ့အတွက်ဒီဆောင်သုံးလုံးကောင်းကြီးလည်းရှင်းဖြစ်ပြရပါတယ်လေဒီသုံးလုံးကောင်းကြီးဆောင်သုံးလုံးကောင်းကြီးရှင်းဖြစ်ပြရပါတယ်ဒီမှာ6ရှိတယ်7ရှိတယ်6နဲ့7နဲ့နှလုံးပေါင်းလေးရှင်းပြအောင်ကျွန်တော်က၄တစီကိုထည့်ပြရတယ်အဲ့လို၄ဒီစီရပြီဆိုရှင်နဲ့ကျွန်တော်နောက်ပိတ်ကားတဲ့ဒီက၃ညဒီစီရဒီက၈နောက်ပိတ်ကဒီညနေစီဒီစီ၄ဒီစီဒီသုံးလုံးမဟုတ်ရပါရမယ် နှင်းလို့ရမှာဖြစ်ပါလေတဲ့နှင်းလို့ရမှာဖြစ်တဲ့အတွက်အဲ့နှစ်ကနောက်တနည်းမနေ့စီမှာနောက်ပြီပါတဲ့အဲဒါလေးတည်းစီနှစ်နောက်ပြီနဲ့၄၀နှစ်ဆိုတော့တောက်ချာနေရအောင်ခဲ့တယ်ဒီကဒီကနေ့ဆက်သွားမယ်ဒီကနေ့ဆက်သွားမယ်ဆိုတော့ကျွန်တော်ကဒီသုံးလုံးညပါပြင်လဲဒီမှာ၈၆၁၈၆၁သုံးလုံးပေါင်းညပါပြင်လဲ၈ကဲ၆ပေါင်း၄တနှစ်ပေါင်းတော့၅လို့ရမှာဖြစ်တယ်၅လို့ရမှာဖြစ်တဲ့အတွက်အဲ့ဒီ၅ကိုတဲ့ဒီသုံးလုံးပေါင်းည၅ဖြစ်ပြရောနည်းတဲ့ ဒီသုံးလုံးပေါင်းရင်5ဖြစ်ပြီးရမယ်ဆိုတော့ကျွန်တော်တို့ကဘာဒစီထည့်ပြီးရမလဲဘာဒစီထည့်ပြီးရင်ကျွန်တော်တို့က6ဒစီကိုထည့်ပြီးရမှာဖြစ်တယ်အဲ့လို6ဒစီကိုဖြစ်ထည့်ပြီးရမှာဖြစ်တဲ့အတွက်ကျွန်တော်ကနောက်ပြီးလေးရဒီသုံးလုံးပေါင်းရင်ဘာရမလဲခွန်ခွန်ရှိတယ်နှစ်ရှိတယ်ညနေစီ6ဒစီနဲ့ခွန်ရဲ့နှစ်ကပေါင်း6ဒီ6ကပေါင်းတော့ဘယ်လောက်ရမလဲ9လို့ရမယ်9လို့ရတဲ့အတွက်အဲ့9ကလည်း နောက်တနည်းမနေ့စီမှာနောက်ပိတ်ပါပဲတဲ့ဆိုတော့ကျွန်တော်အဲဆိုရင်65ဆိုရယ်ကဏ္ဍဒီတစ်ခွက်ကောင်းကိုရရှိမှာဖြစ်တယ်။အဲဆိုရင်ကျွန်တော်ကဘယ်လိုဖြစ်မလဲဆိုဒီ9နိုင်ပိတ်ကိုရရတာ ਨੇ ငါရဲ့6ကဲ7ကဲဒီသုံးလုံးပေါင်းကြ9 3ရဲ့4ရဲ့2ကဲဒီသုံးလုံးပေါင်းကြလည်း9ဒီမှာ7ကဲ6ကဲ9ရဲ့9ပြောင်းလဲ9နောက်ပြီပါပဲတဲ့ အဲကြောင့်လို့ကျွန်တော်က9နောက်ပြီးတုံးရတယ်9နောက်ပြီးတုံးကိုခုနကပြောသူဒီသုံးလုံးမောင်းခြင်းအသုံးဒီသုံးလုံးမောင်းခြင်းသုံးကိုဒီသုံးလုံးမောင်းခြင်းသုံးဒီသုံးလုံးမောင်းခြင်း၈ကိုဒီသုံးလုံးမောင်းခြင်း၈ဒီသုံးလုံးမောင်းခြင်း9 9ကိုလည်းဒီသုံးလုံးမောင်းခြင်း9ပြောင်းကျွန်တော်က9ထိပ်စီတယ်ဗျဟုတ်ပြီအဲဆိုရင်သူကအဲ့လိုမကြောက်အဲ့လိုမကြောက်ဆိုရင်အဲ့ထိပ်စီလောက်ကိုအဲ့လိုမကြောက်ဆိုရင်ကျွန်တော်ကဒီမှာခွန်ရဲ့9ရဲ့ ုံ9 3ညဒီသလုံးပေါင်းညပါကြည့်မလဲခုံ9 3ညသလုံးပေါင်းညနှစ်လို့ဖြစ်တယ်နှစ်လို့ဖြစ်တဲ့အတွက်နှစ်ရပါဝါခုံအိုက်ခုံကထိစီးပါတဲ့နောက်လိုပိုင်းမှာဟုတ်ပြီအဲဆိုရင်ဒီမှာ9ရှိတယ်ဒီမှာ3ရှိတယ်ဒီမှာခုံရှိတယ်9ရဲ့3ရဲ့ခုံရဲ့ပေါင်းရင်ဘယ်လောက်ရမလဲ9 3ခုံပေါင်းညက9ရပါတယ်တဲ့9ရတဲ့အတွက်9ရဲ့ပါဝါ4အိုက်4ကမနေ့စီးမှထိစီးပါတဲ့ အဲဆိုရင်ကျွန်တော်တို့ကဒီမှာ၃ညရှိတယ်ဒီမှာ၈ရှိတယ်ဒီမှာ၄ရှိတယ်၃ညရရှိခဲ့ပေါင်းလို့၈ဒီ၄ညနဲ့ပေါင်းလို့2နှစ်ဖြစ်တဲ့တွဲနဲ့2ရပါပါခွန်နောက်ပြီပါတဲ့အဲ2ရပါပါခွန်ပါတဲ့အဲခွန်ကဒီမနေ့စီးမှာထိစီးပါတဲ့ဆိုရင်ကျွန်တော်တို့ကခွန်၄စီးနဲ့85ဆိုတဲ့တကွက်ကိုလည်းရရှိမှာဖြစ်တဲ့အားကြောင့်မလို့မိတ်ဆွေတို့95ခွန်ကနောက်တာကျွန်တော်ကနန်း တကောထုတ်ပေးခြင်းနဲ့အဲရတော့နက်ခတ်ဒီပါမေစုလိုစိုက်မှထိုးပါစိုက်မှထိုးပါဆိုတော့ဒီကသူကဒီက36ကကိုရင်ဒီသုံးလုံးပေါင်းညာပါရမယ်ဒီသုံးလုံးပေါင်းညာ6လို့ရမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်ပြည့်မှာလည်းဒီခွန်4ရခွန်ရ5ရဒီသုံးလုံးပေါင်းညာ6လို့ရရမှာဖြစ်တယ်ဟုတ်ပြီဒီမှာကြတော့3ရ5ရ3ရဒီသုံးလုံးပေါင်းညာ1 6 6 1ဆိုတော့ဒီသုံးလုံး6 ီသုံးလုံးက6ဒီသုံးလုံးက1 6 6ဆိုတော့ကဏ္ဍလေးသုံးလုံးရိုက်တာလေရိုက်တာအတွက်ဒီသုံးလုံး36ခုဒီသုံးလုံး6ခုတဲ့သူက63ခုဒီသုံးလုံးက6ပါပဲတဲ့ဒီချာလိုက်ရည်တာကျွန်တော်မချစ်တော့ဘူးလက်နဲ့ပဲထောက်ပြမယ်ရှုပ်သွားမှသလိုဒီသုံးလုံး36ခုဒီသုံးလုံးပေါင်းချင်း6ကို63ခုဒီသုံးလုံးပေါင်းချင်းက6ပါပဲတဲ့နောက်က၄ခု5၄ခု5ဒီသုံးလုံးကလည်း6ပါပဲတဲ့ ဲ့6ကိုလည်းဒီသုံးလုံး44ဒီသုံးလုံးက6ပါပဲတဲ့အဲ့ဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းချက်353ဒီသုံးလုံးပေါင်းချက်1ပါတဲ့1ဆိုရင်ကျွန်တော်ကဒီသုံးလုံးပေါင်းချက်1ဖြစ်ပြရမယ်ဒီသုံးလုံးပေါင်းချက်1ဖြစ်ပြရမယ်ဆိုတော့ကျွန်တော်ဒီမှာ6ရှိတယ်ဒီမှာ2ရှိတယ်6နဲ့2နဲ့ပေါင်းတော့ရှိတယ်ကျွန်တော်ကတစ်ဖြစ်အောင်ဗာဒီစီတွေ့ပြရမယ်တစ်ဖြစ်အောင်ကျွန်တော်က3ထည့်စီကိုထည့်ပြရမှာဖြစ်တယ် 3ထည့်စီရဒီပုံမှာလည်း3ထည့်စီရှိရနော်3ထည့်စီဒီမှာလည်း3ထည့်စီရှိရနော်ဘူပုံမှာလည်း9ထောက်ပြည့်စီဒီမှာလည်း9ထည့်စီရှိတယ်အဲကြောင့်ကျွန်တော်က35ဆိုတဲ့ကဏ္ဍနီးတစ်ပတ်ကူတယ်ကျွန်တော်ကထည့်ထိုးပြရမှာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်မိတ်ဆွေတို့အတွက်ဒီကတပင်းကျော်ဆိုင်လေးနဲ့ကဏ္ဍနီးချုပ်မယ်ဆိုရင်တပင်းချောစက်ဆိုင်လေးနဲ့ဗာရမယ်ကျွန်တော်က30ခွန်ဆိုတဲ့တကွက်ကိုရရှိမှဖြစ်တယ် နောက်99ဒီကဏ္ဍမျိုးတစ်ခုကိုရရှိအောင်ဖြစ်တယ်ဒါခွန်နောက်ပြီနဲ့9နောက်ပြီနဲ့ဆိုရင်95ရယ်95ရယ်35ရယ်ဆိုတဲ့ကဏ္ဍမျိုးတစ်ခုကိုထွက်ပြီးရမှာဖြစ်တယ်အားကြောင့်မလို့ဒီမနေ့စီးမှာကျွန်တော်မွေးကဏ္ဍထုတ်တာလေခွန်အားထည့်စီးတဲ့ရှိရယ်နောက်ပြီစီးတဲ့ရှိရယ်ဆိုတော့ခွန်ခွန်အပူကလေးတစ်ခုကိုထည့်ထိုးပါနောက်ထပ်အပူလေးတစ်ခွက်ကတော့ ျွန်တော်ပြောပြမယ်ဒီ9ရဲ့3ရဲ့6ကဒီသုံးလုံးပေါင်းချင်း8အဲ့8ကနောက်ပြည့်ဖြစ်ပြီးတော့ဒီ9ရဲ့3ရဲ့9ရဲ့ဒီသုံးလုံးပေါင်းချင်း5လို့ချုပ်ပါတယ်နောက်က384ဒီသုံးလုံးပေါင်းချင်း2အဲ့2ကနောက်ပြည့်ဖြစ်ပြီးတော့8ကဲ3ရဲ့4ရဲ့ဒီသုံးလုံးပေါင်းချင်းလည်း5လို့ချုပ်ပါတယ်ဟုတ်ရဆိုရှင်9ရဲ့2ကဲ6ကဲဒီသုံးလုံးပေါင်းချင်း5လို့နောက်ပြည့်ပြီးတော့7ကဲ2ကဲဒီမှာ5လို့ချုပ်ဖို့ဒီမှာ7ကဲ2ကဲနှလုံး30ကျွေးတာ ငါးထည့်စီလေးနဲ့ငါးငါးဆိုတဲ့အပူလေးတစ်ပွက်ကိုလည်းထည့်ထိုးပြည့်စီနေဟုတ်ကဲ့အဲကြောင့်လို့မိတ်ဆွေတို့ဒီကနန်းလေးဘယ်နှကွက်ရမလဲ၃ကွက်ရမလဲ၆ကွက်ခုနကအပူ၂ကွက်နဲ့ဆိုရင်ခုနကွက်ပေါ့အပေါ်၅ကွက်နဲ့အပူလေးတော့ခုနကွက်ဒီကနန်းလေးခုနကွက်ကိုတော့မိတ်ဆွေတို့ကြိုက်နေတယ်မယ်ဆိုရင်ယူသုံးပါမကြိုက်နေတဲ့မိတ်ဆွေများပါခဲ့ရရှင်နဲ့ကျွန်တော် like လေးကိုကြော်သွားလို့ရပါတယ် အခုဦးဇင်ကြီးနေရမိတ်ဆွေအားလုံးကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်စေချမ်းသာရှင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီမနက်ထွက်ရှိမဲ့ဒုတိယကိုလည်းအောင်မြင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပါသေးတယ်မိတ်ဆွေများက subscribe လုပ်ပြီးပါအခုကြည့်နေကြတဲ့မိတ်ဆွေများကျွန်တော်ရဲ့ like လေးကိုအပေါင်းလေးနှိပ်လက်မလေးနှိပ်အသေးလေးပြီးွားကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုရင်လည်း ဒီမနက်လိုက်ရှိုးလေးကိုကျွန်တော်ဒီမှာရင်ရနာလိုက်ပါတယ်ကျွန်တော်12နာရီထွက်စကေထွက်12နာရီထွက်တဲ့ဈေးွက်ကိုကျွန်တော်လိုက်လွင့်ပြီးတော့ပြသပြီးမှဖြစ်တယ်အားကြောင့်လို့12နာရီကိုလိုင်းပေါ်မှာရှိပါမယ်လို့မစ္စတာလိုပြောကြရင်လည်းကျွန်တော်ရဲ့လိုက်လေးကိုဒီမှာရင်ရနာလိုက်ပါတယ်ခင်ဗျအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်